မင်္ဂလာပါရှင်တဲ့မှာတခါမှချမ်းသာကြည့်လို့ပါတယ်ဒီနေ့မှာကျွန်မက quality reading လို့ပါမယ် reading တိုင်တယ်လေးရတော့အဲဒီ collection တကူကိုပေါ့နော်သူ့ဘက်ကလွတ်လိုက်ပြီလားပေါ့နော်အားလည်းရှိနေပေါ့နော် order လိုက်ပြီလားဆိုတော့သူ့နဲ့ကိုယ်နဲ့ကျွန်မ unhealthy ဖြစ်တဲ့ connection ရှိနေတယ်ပေါ့နော်အကြောင်းအမျိုးကြောင့်သူ့နဲ့ကိုယ်နဲ့ကျွန်မအဆင်ပြေတာမျိုးလေးတွေဆက်တယ်အဲပြတ်သွားတာမျိုးလေးတောင်းတတဲ့မခေါ်မပြောပြတ်သွားတာမျိုးလေးပေါ့နော် အဲ့လိုမျိုးသူ့မနာကိုမနာပေါ့နော်ကိုအတားတွေသူ့အတားတွေရှေ့တွေရှေ့တန်းတင်ပြီးတော့မှမကောပြောပြောပြရတဲ့ connection တခုပေါ့နော်အဲ့လိုမျိုးတော့ကျွန်မခံစားမိတယ်အော်ဒီလိုလေးက general time rest ဆိုရင်ဖြစ်တယ်နော်အ general လေးကဘူးအားလုံးရတယ် routine လေးဖြစ်ချင်မှဖြစ်ပါမယ်အဲဒီဥမာဆွေးချင်မှထားပြောချင်ပါတယ်နော်အော်ဒီမှာကကျွန်မ oral ကလေးလေးကြည့်ပေးထားတယ်ပေါ့နော်တပတ်သူနဲ့ကိုနှစ်ချာ energy ပေါ့နော် the club conflict of this grammar တဲ့ သူနဲ့ကိုယ်နဲ့ချက်မှာဘယ်လိုလဲသလားတစ်ဖက်သူလည်းအတကြီးတယ်မာနလည်းကြီးရဲ့အဲနည်းနည်းသူကိုယ့်ပေါ်ချို့ရလေးပေါ့နော် high လုပ်ထားတဲ့ຢာမျိုးရှိတယ်အမျိုးခံစားမိရပေါ့နော် drama ခင်းတာမျိုးလေးပေါ့နော် drama ခင်းတယ်အဲသူကိုယ်လိမ်နေလိမ်နေအရာမျိုးတွေလည်းရှိတယ်ဒီလိုကလေသူဖြစ်ချင်တာအရာတခုကသူအိုစီဥတီတဲ့သူမျိုးဆိုတာမြင်နေရတယ်ပေါ့နော်သူနဲ့ကိုယ်နဲ့ကြမှာကလေအဲ့လိုမျိုးဟိုကိုမကြိုက်တဲ့အချက်လက်တွေသူ့ကပေါ့နော် အဲဟိုသူညာနေရကိုတိညာမျိုးပေါ့နော် သူညာနေရသူလိမ်ပြီးပြောနေဟာကိုတိရခါကိုကပို့ပြီးတော့မှသူ့ပေါ်အရင်စိတ်တည်တိုးနေရတာမျိုးပေါ့နော်နည်းနည်းလေးသူကိုပေါ်အရင်ပေါ့နော်သူမတွေ့ရလေရိုးသားမှုတိတ်မရှိဘူးဒီတို့ကလေအခုကိုရိုးသားလို့တိတ်မရှိဘူးပေါ့နော်သူ့ချက်ကိုစိတ်စိတ်ရှုပ်ထွေးရတာမျိုးလေးဖြစ်တဲ့ပေါ့နော်အဲသူပြီးတော့သူနဲ့ကိုနဲ့ကလည်း opposite side opposite ပေါ့နော် အကြိုက်ရှင်းမသူအစားတော့ရှင်းမသူလားမျိုးပေါ့နော်အကြိုက်မသူလားအကြိုက်မသူလားမျိုးတောင်းမို့လဲသူနဲ့ကိုယ်နဲ့ချာအမြင်မသူအတွေးမသူလားမျိုးလည်းရှိနိုင်တယ်ပေါ့နော်အဲ့လို opposite ပုံစံမျိုးလေးရှိတာမျိုးပေါ့နော်တွေ့ရတယ်ညောင်သားချမှာကလေသူကြောင့်လည်းကိုယ်ဆိတ်ရှုပ်မှုလေးတွေမကြာခဏဖြစ်တယ်โอ้ติโกนาเชชิเสร็จตัวให้ก้าวมล่ะเลลุไลก้าวมล่ะဆိုတော့ကို့အတွေးရလဲသူ့မှာလည်းမဟုတ်ကို့မှာအမြင်လဲသူ့နဲ့ပတ်သက်ပြီးပေါ့เนาะသူ့နဲ့ပတ်သက်ပြီးကိုကအမြင်လဲအဲ့လိုစိတ်ကြီးပေါ်ပေါက်နေတာမျိုးပေါ့เนาะ တွေးနေရမျိုးတော့ကျွန်မခံစားမိတယ် quality တွေကတစ်ဖက်သူနဲ့ပတ်သက်ပြီးတော့မှလည်းသူ့ကြောင့်လည်းဝန်နေခဲ့ရအရာလည်းရှိရနော်တခီးနော်သူ့ကြောင့်ဝန်နေခဲ့ရမျိုးလေးတွေအော်ဒါကငါကန်နေရပါပဲအဲဒီကိုယ်ကန်ပုံချနေရပါတော့ဒီမှာကပိုင်း quality တွေကလေအော်ဒီဒီကန်လေးကငါเออအခြေအနေကူကြရင်တော့ဒါလေးကပြီးဆုံးသွားမယ်ဆိုတော့မျောလင်းချက်လေးနဲ့အဲရှေ့ဆက်တာဘောတော့သူနဲ့ကရှေ့ဆက်နေတကယ်တကယ်ကြောင့်လည်းဒါက ထော့ဆစ်ဖြစ်နေတာမျိုးပေါ့နော်ထော့ဆစ်ဖြစ်နေတဲ့အဆင်ပြေမနေကိုဝန်နဲ့နေရတယ်အဲမကြာခဏပေါ့နော်ဒီ resolution ပြန်ပြန်လည်းဖြည့်ရှင်းတာလည်းပြန်လည်းသိဆောက်ပြန်ပြန်ပြီးတော့မှဟိုပြဿနာတွေတစ်ခုတစ်တိုင်းမှာဆိုပြန်လည်းဖြည့်ရှင်းရတယ်အဆင်ပြေမှုတွေကလည်းကိုယ်နာကျင်စေတယ်ဝန်ထမ်းစေတယ်ပေါ့နော်သူနဲ့ပတ်သက်ပြီးတော့မှပေါ့နော် အကိုရဲ့ကိုဘက်ကလည်းကန်တရက်ကလည်းအာနေအာအချင်းနဲ့ပတ်သက်တဲ့ကန်တရက်ကလည်း quality လေးမှာအနေနဲ့လေးအញ្ញမ်းရှိရအားနေနေရပေါ့နော်။နည်းနည်းသူနဲ့ပတ်သက်တဲ့ပုံဝန်မှုတွေဝန်ထမ်းမှုတွေစိတ်စိတ်ရည်ရမှုတွေကလည်းဖြစ်နေတာမျိုးပေါ့နော်။အကော်နက်ရှင်တစ်ခုကိုကိုဘက်ကလည်းသူမတိုင်ခင်ကိုဘက်ကမှကရှေ့ဆက်ဖို့ကောင်းသွားရင်ကမသွားရင်ကောင်းလားဆိုတာအတူတူရှိနေတာမျိုးလည်းရှိရ debt နော်ဒီမှာမြင်နေရ။အဲ့တော့ပြောမှဆိုလို့ရှိရင်ကိုနဲ့ပတ်သက်ပြီးတော့မှ sorry သူနဲ့ပတ်သက်ပြီးမှကိုက ဝေတုံဝေဖို့တွေဖြစ်တဲ့အဲဟိုထမ်းဖို့တစ်ခုထမ်းဖို့ကတော့ပင်ပန်းနေတာမျိုးပေါ့နော်အဲအဲ့လိုမျိုးဖြစ်နေရ death အနေထားသာကျွန်မ death လို့ခံစားမိရောနော်ဟိုပြောမယ်ဆိုရင်သူနဲ့ကိုနဲ့အဆက်တက်ပြက်လန့်ပြက်ဟိုလည်းသူ့ကိုဘောကယူဆိုင်တယ်လို့ရှိတယ်တခါတည်းကယူမဆိုင်ပဲနဲ့သူ့လို့လေသူလုတာမျိုးပေါ့နော်အခုအချိန်ပေးနိုင်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးပေါ့နော်ဟိုအဆက်တက်ရဘယ်လိုမျိုးဆိုတော့ကောင်းအဆက်တွေပြတ်သွားလိုက်ပြန်ပြောလိုက်ပြန်သွားလိုက် on off ဖြစ်နေတဲ့အခါမှာဒီ connection တစ်ခုကို ကလေးလေးဘက်ကလက်မခံနိုင်တော့ဘောနော်။အောင်ကဟိုအဲဟိုသူလိုတဲ့အချိန်မှာလာဆက်တယ်မလို့မဆက်တယ်ဦး။ငါလိုသုံးမဲ့လားဗော။အဲအဲအဲ့လိုမျိုးဗောနော်။ဒီမှာမြင်နေရတဲ့အနေထားကအဲ့ဒီရံမှာဆိုလို့ရှိရင်ပိုင်း sorry ကလေးလေးကသူ့ဘောအဲတကူစဉ်းစားမှရတော့မယ်ဆိုပြီးတော့မှသူနဲ့ကိုနေဆံမှာဟိုကလေးလေးတကူကိုဆုံးဖြတ်ပြီးတော့မှသူပြောဆိုတာလည်းဖြစ်နိုင်တယ်ဒီ connection တကူနဲ့ပတ်သက်ပြီးတော့မှဒီခါမှာသူနဲ့ပတ်သက်သူနဲ့ကိုနေဆံမှာပြိပခါလေးဖြစ်ပြီးတော့မှ connection တကူပေါ့နော်။အဲတွေ့အေးွားတယ်လုံးဝပြတ်တောက်သွားတာမျိုး အခေါ်ပြောရင်ဖြစ်တာမျိုးလေးတွေပေါ့နော်သူ့အတာကိုယ့်အတာသူ့မာနာကိုယ့်မာနာရှေ့တန်းတင်ပြီးတော့ပဲရှေ့ဆက်နေတာမျိုးပေါ့နော်အဲအဲ့လိုမျိုးတော့ခံစားမိတယ်တစ်ဖက်သူကလည်းကျွန်မခံစားမိတယ်သူကလည်းသူ့ထင်းနေဆိုသူ့မာနာထင်းသူရှေ့ဆက်မဲ့သူမျိုးပေါ့နော် အဲသူမှန်လာတယ်သူရှေ့ဆက်မယ်သူရှေ့ဆက်သွားမယ်အရာမျိုးလဲကျွန်မခံစားမိတယ်တစ်ဖက်သူအနာကျင်နည်းနည်းလေးသူကခေါင်းမာတယ်သူနော်ခေါင်းမာတယ်သူတစ်ခါတည်းသူအငင်းတန်တာမျိုးလဲကျွန်မခံစားမိတယ်ဒီလိုအနာကျင်ရလေနည်းအငင်းတန်တယ်ခေါင်းမာတယ်နည်းနည်းကလေးပါဖြစ်တယ်ပေါ့နော်ကလေးပါဖြစ်တဲ့ energy သူ့မှာရှိတယ်။နည်းကလေးပါဖြစ်တာမျိုးပေါ့နော်။အဲ့တော့သူကိုယ်နဲ့ပတ်သက်တဲ့ connection တစ်ခုကိုလို့လုံးမလာလဲပေါ့နော်။လွတ်လွတ်မလာစိတ်ရှစ်ဆက်မလာလွတ်လွတ်မလာပေါ့နော်။အော်ကြည့်မယ်နော်။ ကောလန်တလေးရဲ့တစ်ဖက်ကဘောနော်လက်ရှိကွန်လက်ရှိပေါ့နော် connection နဲ့ပတ်သက်ပြီးတော့မှရှေ့ဆက်သွားမှာလာသူ့ဘောပေါ့နော်လက်ထွက်မှာလာသူချင်ပါလေအော်ဒီမှာဒီ final rose terror နဲ့ကြည့်ပြရအောင်ဒါအခြေပြီးတဲ့ကြည့်ရရလေးပေါ့နော်嗯哼。 လလုံးမလားဆိုတော့ဒီမှာဒိတ်ကက်တွေပဲလာပေးနေဒိတ်ကက်တွေပဲလာပေးနေတယ်မျိုးမြင်နေရတယ်ဒီမှာကြည်အောင်ဒီမှာကြည်အောင်လက်လှုပ်တော့တိတ်မှာသူ့ဘက်ကလက်လှုပ်တော့မသိမမြင်ရပါဘူးမမြင်နေရအနေထားတော့လလပုံမမြင်အောင်နော်တစ်ဖက်သူနေလာကြမှာမြင်ရတယ်သူကိုနဲ့ connection ကိုလက်မလွတ်ပါအောင်နော်လက်မလွတ်ဘူး ကိုဘကလည်းလှုပ်ချင်တယ်ဆိုတော့မှကိုဘကပြောတဲ့အရာတွေတော့ကိုဘက तू စိတ်မဆိုး तू စိတ်ဆိုးတဲ့ तू အချိန်ကလာတစ်ခုကြာ तू ကိုဘစိတ်ဆိုးကောင်းစိတ်ဆိုးတာလေဒါပေမဲ့ဒီလူကလည်းအဲ तू ပေါ့နော်အဲဒါလေးက तू အတွက် तू လုပ်ခဲ့တဲ့အရာတွေတချို့အရာတွေ तू तू သိမြင်တာမျိုးဖြစ်နိုင်တယ်ဘောနော်အော်ဒါက quality လေးပေါ့လုပ်ခဲ့တဲ့အရာတွေကဒါလေးရင်ကပြင်သင့်ပြီအဲဒီလူမျိုးကမဆက်မသွားတင်ဘူးပိုင် sorry quality လေးစိတ်ဆိုးနေပြီပေါ့နော် ငါကခုမလုပ်နိုင်တော့ဘူးဆိုတော့ရာ तू တိနေတယ်သူကနက်လေတဲ့အတော့ကလေးပါဖြစ်တယ်လို့ပြောတာ तू ကနက်လေတယ်အဲ့တော့မတွေ့ရ तू ပြန်လဲပြီးကိုနှစ်ထိတ်မှာလို့မြင်နေရတော့မပြန်နဲ့တိတ်ပြီးတိတ်မှာမျိုးမရှိအသေးဝင်လို့ပြန်ပြီးနေရထိတ်တာဒီမှာဒီတိတ်ကလေးဒီမှာတိတ်ကလေးဆိုကော်ရက်တလေးနဲ့ပြန်ပြီးစကားပြောဖို့လည်း तू စူးစမ်းမှာမျိုးလေးဒီမှာခံစားမိရနော်စူးစမ်းမှာမျိုးလေးအဆက်အသွယ်ပြန်လာပေးမှာမျိုးလေးတွေပြန်ခံစားမိရပြန်ပြီးတော့မှဒီမှာဒီနှစ်ယောက်သားကပြန်လဲပြီးတော့မှ ချစ်ခင်သွားတဲ့ moment တစ်ခုကိုမြင်ရတယ်ဆိုတော့အလေးဒီမှာကတစ်ဖက်သူနဲ့ကိုယ်နဲ့ကြမှာတချို့လေအသက်ရွယ်ကွာဟောင်းမှုရှိရဲ့နော်ဒီမှာမြင်ရတာအသက်ရွယ်ကွာဟောင်းမှုရှိရဲ့အနည်းဆုံးတချို့လေ၈နှစ်လောက်ကြည့်အောင်ကွာရတယ်ဒီမှာတွေ့ရတယ်သူနဲ့ကိုယ်နဲ့ကြ connection ကလုံးဝသူ့ကိုယ်ပေါ်နဲ့လေအေးမဆိုင်တာမျိုးလေဖြစ်နေတယ်ပေါ့နော်အေးမဆိုင်တာမျိုးခွေးမဆိုင်တဲ့အနေအထားတစ်ခုကနေကိုကလုံးဝပြတ်သားပလိုက်တာမျိုးပေါ့နော်အဲပြစ်သားလိုက်တာမျိုးသူကဒီနေသားတခုငါရှေ့ဆက်ပြီးတော့ငါမသိမခံနိုင်တော့ဘူးပေါ့နော်သူ့ငါ့ဘော်ခီးမဆိုင်တာတွေအလေးမထားတာတွေ သူလို့ချင်းတို့သူစိတ်သူ့ကိုယ်နဲ့သူဆုံးဖြတ်တဲ့အရာတွေကငါကတိမခံနိုင်တော့ဘူးဆိုတဲ့အရာခုနကကိုကလုံးဝကိုသူမထင်မထက်မထင်မထားဘူးတော့ဒီဒီမမင်းကသူဒီတိုင်းလေးနဲ့သူ့တိုင်းပဲသူဆက်သွားတာဒီ flow လေးရလေးဒီတစ်ဖက်သူပါလေအဲသူကိုဟိုဘောနောဘလိုမှောင်ဘာလဲခွက်တစ်ခုလို့ဘောနောမှောက်သူလို့မှောင်လှန်သူလို့လှန်လှုပ်လို့ရတယ်ဆိုတဲ့အနေထားသူသွားနေဒါပေမဲ့ collateral လေးတွေပေါ့အဲ့လိုမျိုးချိုးချိုးရတဲ့အခါ collateral လေးတွေကသူ့ပေါ့အဲ့လိုမျိုး ပြောချလိုက်တဲ့ခါပေါ့နော်ငါဆက်မသွားတော့ရပြီဒီ collection တစ်ခုငါတို့ဆက်လက်တော့မခါပြောခါမှာသူလုံးဝစိတ်လဲစိတ်လဲ quality လေးကိုစိတ်ဆိုးသွားတယ်ခံလန့်ခံစားရတယ်ဒါပေမဲ့အချိန်ကလာတစ်ခုမှာတော့ဒီမှာကြည့်ဆက်တက်ပြတ်သွားတယ်ဆိုပေမဲ့သူပြန်လဲပြီးဆက်တက်မဲ့ရာမျိုးလေးနော်အချိန်ရှိရင်မျက်စာနဲ့ပတ်သက်ပြီးတော့မှသူသူချက်ချင်းနဲ့မျက်စာပြသမဲ့ရာမျိုးလေးချက်ချင်းမျက်စာပြန်လဲပြီးတော့မှဖြည့်ယူမဲ့ရာမျိုးလေးတက်လီမွန်စင်နော်ကိုနဲ့ရေရှည်သွားဖို့အတွက်ပြောဆိုမှုလေးကျွန်မခံစားမိတယ် လီမိုဇင်းတွေဒါဒီကိုနဲ့ရေရှိခရီးသွားဖို့အတွက်ရေရှိကိုဆက်သွားဖို့အတွက်သူ့ဘက်ကနေပြီးမှာပေါ့နော်ပြောဆိုတဲ့ရာမျိုးပေါ့နော်အဲ့လိုမျိုးမြင်နေရတစ်ဖက်သူကလေနည်းနည်းလေးသူပါနေတဲ့သူနော် clever ဆိုပါနေတဲ့သူမျိုးပေါ့နော်ပါနေတဲ့စကားပြောပါနေတဲ့လူဦးရေကဲကိုတည်ရဲ့အဲကိုရမလားဆိုပြီးတော့မှသူကသူထင်ချင်းသူလို့ရှင်းတာမျိုးတွေသူချင်းအဲသူဖြစ်ချင်းတို့တွေတော်တော်ဟိုဟိုသူစစ်သူဦးစားပေးပေးလုပ်နေတာမျိုးပေါ့နော်အဲ့တော့ collector lady ကတိမခံတဲ့အခါမှာသူသူကသူဆက်ချက်မှာ collector lady ကတော့အာငါလှုပ်ရှင်တလို့လှုပ်လို့ရရဆိုပြီးတော့မှသူဆက်လုပ်နေရ collector lady ကမထင်မတတ်ချိန်မှာဒီလိုမျိုးသူ့လမ်းခွဲစကားလိုမျိုးပြောခဲ့တဲ့အခါမှာဆိုသူတို့က collector lady ကိုလည်းဒေါသတွေထွက်သွားတယ်သူ့ကိုသူတဲ့သူတချွေးနေပေါ့နော်ဟိုဟိုသူဝမ်းနမ်းမှုတွေရှည်တာတချွေးနေသူ့ကိုသူပြန်လဲတုံးသက်ပြီးခဲ့တဲ့ကာလမှာဆိုရင် quality လေးစီသူပြန်ရောက်ရှိလာလို့ဘာကြောင့်လဲဆို quality လေးသူရန်ချစ်မိနေရလို့ပေါ့နော်ချစ်မိနေရဲ့ သူဘက်ကမဆက်သက်ပြီးမှလည်းတဖြည်းဖြည်းနဲ့သူကိုကိုယ်အချိန်ပေးပြီးတော့မှတန်မိုးထားရမယ်တန်မိုးထားရဆက်သွယ်ကြရမျိုးပေါ့နော်အဲ့လိုမျိုးကျွန်မခံစားရမိတစ်ခါသူအနေစီရလေအသူဆက်လို့မရရင်ကတော့ကိုယ်ကိုပြန်ဆက်သက်မှလည်းမမြင်ရဘူးပေါ့နော်ဟိုတကက်ခွာခုံကြလာဒီမှာကြည့်သူနာကျင်ခဲ့တာမျိုးပေါ့နော်ဒီမှာမြင်ရတာကြည့်သူတဲ့ quarterly စကားကြောင့်သူနာကျင်ခဲ့ရတယ်ပေါ့နော် နာကျင်ခဲ့ရတောက်လောင်ခဲ့ရပေါ့နော်လောင်လောင်မြတ်ခဲ့ရပေါ့နော်ကော်ကော်လီလေးစကားပေါ့မှာချီစလုံးမရမကြည့်ပန်းလေးအသက်လေးပဲပေးနေရအသိကိုမကြည့်အောင်ကော်လက်တလေးတွေနာကျင်ခဲ့ရပြင်မဲ့လဲဒီနာကျင်မှုနာကျင်မှုကလည်းသူနဲ့ဒါကထိုက်တန်တယ်ထိုက်တန်တော့သူရရှိတာပေါ့နော်ဒါကကော်လက်တလေးနဲ့သူနဲ့ဂျာမရှိရဂျာမဆိုဒါကသူကော်လက်တလေးနာကျင်အောင်သူလုပ်ခဲ့တဲ့ရာဆိုသူပြန်လည်ပြီးရရှိတာမျိုးဖြစ်နိုင်တယ်ပေါ့နော် အဲဒီမှာလည်းသူ့ဘက်ကလည်းဒီ quality လေးကိုမပန်းပေးဖို့အသေးပုံလေးပေးဖို့သူ့ဘက်ကအမျိုးဆုံးစူးစမ်းမှာမျိုးပေါ့ပေါ့နော်ရှေ့ဆက်ဖို့အတွက်ကတော့မြင်နေရဆိုတော့ဒီ connection တစ်ခုကိုသူ့ဘက်ကလွတ်လွတ်ဖို့တော့မစူးစမ်းအောင်ပါတော့နော်လွတ်လွတ်မှာမဟုတ်ဘူး connection တစ်ခုပြန်လဲဆက်မှာမျိုးပေါ့နော်သူ့ဘက်သူအချိန်ယူနေရမျိုးပေါ့နော်အချိန်ယူပြီးတော့မှသူပြန်လဲပြီးတော့မှသူ့ကသူတည်ငြိမ်အောင်လုပ်ပြီးတော့မှသူခံစားချက်တွေကိုတော့အဖြေလျှော့ပြီးတော့မှပြန်ရောက်ရှိလာမှာမျိုးပေါ့နော်အဲ့လိုကျွန်မခံစားမိတယ် နှစ်ကလောက်ဆိုဖြစ်တယ်မင်းမ The fan မာဒီလိုခန်းသားမိရတယ်လားသူနဲ့ကွာတဲ့လေးနေလေဟိုအဆက်သက်ပြတ်သွားတဲ့အချိန်ကလာမှာလေသူဒီဇိုင်းလည်းမနေဘူးเนาะ သူဒီတိုင်းနဲ့မနေဘူး quality လေးသူလိုက်ပြီးတော့မှသူဘာလို့နေလဲဆိုသူလိုက်ကြည့်ရမလို့သူအတန်ငယ်ချင်းအပေါင်းသင်းနေနဲ့အဲသွားတာဆိုသူသိနေရယ်နော်ဒီမှာမြင်နေသူသိနေရယ်သူလိုက်ကြည့်နေတယ်ဒါမှမဟုတ်လဲ quality လေးတွေကကိုကတန်ငယ်ချင်းနေနဲ့ပြောဘာနဲ့သွားတယ်မဟုတ်စားတယ်အဲသွားတာကိုပဲကိုကအဲဒီ social media ပုံလေးတင်လာပေါ့နော်အဲအဲ့ဒါသူလိုက်ကြည့်နေတာသူဘာလို့နေလဲဆိုတာလိုက်ကြည့်တယ် quality လေးတွေနဲ့ ကွန်နက်ရှင်ပြတ်နေတဲ့ကာလာတစ်ခုမှဆိုဒီလူကကွန်နက်တယ်ဘာလုံးနေလဲဆိုတာအစားဆိုမယ်ကင်မရာခိုင်းလိုက်ဆက်စုပြီးမှလိုက်ကြည့်နေတာမျိုးပေါ့နော်တကယ်ချင်းနဲ့တွားနေဟဲ့တကယ်ချင်းနဲ့တွားနေတာသူဘယ်လိုနဲ့တွားနေလဲအဲ့လိုမျိုးပေါ့နော်လိုက်ကြည့်နေတာ तू ကလိုက်ကြည့်နေလိုက်ဆက်စုနေပေါ့နော်ဆိုရှယ်မီဒီယာလိုက်ထောက်လန်းနေတာမျိုးပေါ့နော်အဲ့အဲ့လိုမျိုးမြင်ရတစ်ဖက်တစ်ဖက်အညီကြီးရလေအဲ့တော့ကိုရောဒီမှာမြင်ရရေရှည်သွားဖို့အတွက်သူဘက်ကပြန်လှည့်ပြီးတော့မှချော့မှမျိုးလေးပေါ့နော် ပန်းပေးတာမျိုးအသေးပေးတာမျိုးပေါ့နော်သိတဲ့သိကက်လည်းမြင်နေရတော့အတင်ရမှုတွေသွားစားတာမျိုးတွေစကားလေးအေးဆေးပြုတ်ဖြစ်တာမျိုးလေးတွေပြန်ဆွေးနေဖြစ်တာမျိုးလေးပေါ့နော်အဲအဲ့လိုမျိုးခံစားမိရတဲ့တဖက်သူရဲ့ energy ကတော့လေအဲ့တော့ချက်ကြည့်မယ်နော်ဘာရှိစက်ဖြစ်လာမှုရှိလဲပေါ့အဲ့တော့အဲ့တော့ပန်းလေးပဲမြင်နေတာမျိုးရှိအဲ့တော့အဲ့တော့ fruits နော် it's a fruit နောက်တစ်ကပ်ဆက်ပြည့်မယ်အိုးရစ်ဂျက်တယ်နော်အဲ့တော့10 off stop လည်းဖြစ်နိုင်တယ်ဘောနော်အဲ့တော့ဒီမှာတွေ့ရတာကျွန်မခံမလို့ခံစားမိလေဒီလားဒီနကကလည်းအရင်ကတင်တဲ့ဒီဖြစ်ဟိုဟိုဘယ်လိုလဲတင်နဲ့အဆင်ပြေရက်ဆက်ဖြစ်သွားတဲ့အရာတခုမှဆိုရင်မဲ့အနေမှာကြည့် ဒီမှာပြန်လဲပြီးတော့မှတိဆောက်ရှင်တယ်ပေါ့နော်ဒီအရင်ကအဆင်ပြေခဲ့ဦးအဲနှလုံးသားလေးကဒီမှာအကွဲခဲ့တဲ့အရာပြန်လဲတိဆောက်မယ်ပြန်လဲတိဆောက်မယ်ဒီမှာမြင်အဲ့တော့အဲ့တော့ flow ကတော့တင်းတဲ့ဖတ်သူကလေကျွန်မခံစားမိတာဟိုပေါ့နော်တေဟိုတချို့လေးတင်းတဲ့အဝေးမှာရှိကြလို့အဲဒါမှမဟုတ်တင်းတဲ့ပေါ့နော် ဆက်ဆံရေးတစ်ခုပေါ့နော်အစဉ်ပြေးနေတာပိုင်းမှာသူခီးသွားတာမျိုးအလုပ်တက်ခီးထွက်တယ်ခတ်ထနေတာမျိုးသူ့လောက်ကခီးထွက်ခဲ့တဲ့လူမျိုးလည်းဖြစ်နေတယ်ပေါ့နော်ခီးထွက်ရတဲ့လူမျိုးဖြစ်နေတယ်မင်းစီပိုင်းလေးမှာပါတယ်လားအဲဒါပေမဲ့သူကဘယ်လဲ sorry နော်ကျွန်မဗီဒီယိုကလေ story ပြေရတာမသိဘူးဒီဟဲနဲ့ပြောနေဗီဒီယိုပိတ်နေအောင်မြင်လိုက်အဲ့တော့ဒီမှာကလေအဲ့တော့သူကပြောမှဆိုလို့ရှင်ပေါ့နော်အဲသူခီးသွားတဲ့လုပ်လုပ်နေရဖြစ်နိုင်တယ်ဒါပေမဲ့သူကပေါ့နော် ကော်လက်တလီဆောင်အမြဲတွေးနေမှာကော်လက်တလီနဲ့ဘယ်လိုမျိုးဆက်အောင်လို့တွားမလဲဆိုတာမျိုးလည်းတွေးနေဆက်တက်ဖို့ဆိုတော့စူးစမ်းနေတာမျိုးပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ဟိုသူ့ဘက်ကနေပြီးတော့မှသူ့စူးစမ်းနေတယ်ပေါ့နော်ဆက်တက်ဖို့စူးစမ်းနေတယ်တချို့လေဒီမှာတွေ့ရတယ်ကော်လက်တလီသူနေကြမှာနဲ့အဝေးတနေရာမှာရှိနေဒီလိုအမြဲတမ်းကိုနမ်ဟိုဘယ်လိုလဲကိုန်ပင်ဟိုကိုနဲ့အနည်းနာမှာမရှိတဲ့သူလေးတွေလည်းဖြစ်နိုင်တယ်ဒီမှာတွေ့ရတယ်အနည်းနာမှာမရှိဘူးဟိုအဝေးအဝေးမှာအလုပ်လုပ်နေတာမျိုး နောက်တစ်ခုမြင်ရတာက အဲသူနဲ့ကိုနဲ့ပေါ့နော်အဲ့လိုမျိုးအဆက်အသွယ်ပေါ်ပြသွားတဲ့အပိုင်းမှာသူကတခြားအဝေးတနေရမှာအလုပ်တွေသွားလုပ်နေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ဟိုဟိုသူဘယ်လိုပဲအဝေးရပေါ့နော် quality လေးနဲ့ပြန်လဲပြီးတော့မှအဲပြန်လဲတိဆောက်မယ်ဆိုတော့ရမျိုးသူစိတ်ထဲမှာရှိတယ်ပေါ့နော်အဲ့လိုမျိုးပြန်ရတာဖတ်သူ energy ကအဲကျွန်မထက်ကြည့်မယ်နော်ရှေ့ဆက်ဘာနှစ်ကလောက်ထက်ဆွဲမလားပေါ့နော်နောက်တော့ထပ်ဆိုလိုက်မယ်နော်အဲ့တော့ကော်ရက်တလေးနဲ့တစ်ဖက်တည်းနဲ့ပါ80ဖြစ်လာလို့ရှိတယ်ပေါ့နော် ရှိမကုန်ဘာရှိစဖြစ်လာလို့ရှိနေ။နောက်ကပ်ဆွဲမယ်နော်။နောက်ကပ်တဲ့ producer တဲ့။တခြားသူကိုအမြဲစောင့်ကြည့်နေမှာနော်။ကိုဘာလုပ်တာသူအမြဲစောင့်ကြည့်နေမှာမျိုးပေါ့နော်။စောင့်ကြည့်နေတယ်။ဆက်စုံနေတာမျိုးပေါ့နော်။ဒီမှာကကင်မရာလည်းတွေ့ရဆိုတော့သူလုံးကတစ်ဖက်ကလုံးဝင်မယ်တစ်ဖက်ကကိုလုံးဘာလုပ်နေလဲဆိုတာကိုသူစောင့်ကြည့်နေတာမျိုးမြင်နေရတဲ့ dance တွေနော်အဲ့တော့ စ္စည်းကတော့ကျွန်မခံစားမိတာကတော့ဒီမှာထန်ထန်เนาะထန်ဆိုတော့ဟိုဒီအခွင့်အရေးပေါ့เนาะသူ့စိတ်ထဲမှာကသူ့ဒီလိုမျိုးပေါ့เนาะကိုနဲ့အစင်မျိုးကိုသူ့ဘက်ကနေပြီးတော့မှကြိုးစားမယ်ပြန်လည်တိဆောက်မယ်ဒါကလည်းပေါ့เนาะသူ့စိတ်ထဲမှာက corporate လေးနဲ့သူ့နဲ့ချက်မှာပေါ့เนาะသူ့ဆောင်ရမယ့်ကန်တရားကတော့ရှိနေရယ်ပေါ့เนาะကန်တရားသူ့ကိုမျက်နှာပေးမယ်ဆိုတာမျိုးသူယုံကြည်နေတာမျိုးလဲတွေ့ရတယ်ပေါ့เนาะအဲ့လိုမျိုး အဲ့လိုမြင်နေရတယ်ပေါ့နော်တစ်ဖက်သူနဲ့ပုံနဲ့ချာအမြင်ပြပါဟူလိုဖော်ဂျွန်တော့ကျွန်မခံစားနေဒီဒစ်စနီကတော့လေဟူလိုဖော်ဂျွန်ပေါ့နော်ဟူလိုဖော်ဂျွန်ကပ်ပေါ့နော်အဲ့လိုကန်တရားပြောင်းလဲရသူတို့သူနဲ့ပုံနဲ့ချာမှာကောင်းမွန်တဲ့ energy မျိုးနဲ့ပြန်လည်ရောက်ရှိလာမယ်ဆိုတာမျိုးပေါ့နော်အဲ့လည်းအစီအမံပေါ့နော်အဲ့လိုခံစားမိရဲ့ the pitch နော် the pitch ဆိုတော့ကျွန်မက quality energy ကိုခံစားမိရဲ့ pitch က quality နည်းနည်းမာနကြီးတာပေါ့နော်မာနကြီးသူမာနကြီးလို့ကိုယ့်ဘက်ကလည်းမာနကြီးရဲ့ မာနာကြီးအတ္တကြီးတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်တေချာတော့မာနာကြီးရဲ့သူ့ကိုမခွန်ပြောလို့မဆိုကိုကိုစစ်ကအဲကွာရန်တလီနေကသူ့ထက်ပိုပြသားနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်သူကလည်းဒီမှာကြည့်ကိုကိုစက်တယ်လို့လို့ရှိတယ်တစ်ဖက်မှာအလုပ်လုပ်ပေးမယ်လဲတစ်ဖက်မှာကိုဘာလုပ်လဲဆိုတော့အမြဲတမ်းမကြည့်မြဲစူဇန်စူဇန်မိနားတစ်ဖက်ကိုသူမြဲဆွင့်ထားတာမျိုးပေါ့နော်အဲ့လိုမျိုးမြင်နေရတယ်။ကရက်တလီစိတ်ကြီးတာမျိုးလည်းသိနေနိုင်တာအဲစိတ်ကြီးနေတာလည်းအဲစိတ်တဲ့စိတ်ဒေါသကြီးတာစိတ်ကြီးတာ မာနကြီးရတာသူတီကောင်းသိနေတယ်ဗောဒီလိုပါလေအတမထက်ပြီးတကယ်ဆက်ပလာရမလို့ဒီကြတော့သူသူရှိရသူရင်တွေအချစ်တွေပြမှာဗောနော်အဲ့တော့အဲအဲ့တော့ကပ်လို့ဆမခါလာအဲအဲ့တော့ rose ပေါ့နော်အဲ့တော့ rose sorry အဲ့အဲ့တော့ rose နော်အဲ့တော့ rose မှာအသေးဝင်လေးနော်အကောင်လေးအသေးဝင်သူ့တဲ့ရင်ဝင်တဲ့ဟာဖြန့်ပြရမှာကျွန်မခံစားမြင် ဒီမှာငါအချစ်တေကိုမင်းမြင်လာပေါ့နော်ငါနဲ့အရင်ချစ်နေတော့ပဲနင့်ဘောတစားရှိစွာနဲ့ငါအဲရောက်ရှိလာမယ်ပေါ့အဲအဲ့လိုမျိုးပြောချင်တာပြောပေါ့နော်အဲ့လိုကျွန်မခံစားမိတယ်သူသူ့ရဲ့အတိတ်ဘယ်ကိုအဲ့လိုမြင်မိတယ်ပေါ့နော်ခံစားမိတယ်သူပုံစံလေးရလေငါမင်းရှိပြန်လာပဲအဝေးတနေရာပေါ်သွားကောင်းမသိအဲ့လိုအဝေးကနေလှည့်ပြန်လာတဲ့အကြောင်းမျိုးလေးပေါ့နော်အဝေးမှာဆိုလဲသူအဝေးကနေပြီးတင်းကိုပြောချင်တယ်သူရဲ့နှလုံးသားထဲမှာတင်းရှိနေရဲ့ရှင်းရှင်းမြတ်တာလေးအပြည့်ဝပြေဖို့အဆင်သင့်ပဲပေါ့အဲဟိုပြောမလို့ဆိုလို့ရှင့် ပရဒလီကိုသူ့ဘက်ကနေပြီးတော့မှသူတစ္ဆာရှိစွာနဲ့ရရှိတစ္ဆာဖို့အတွက်သူအဲ ready ဖြစ်နေတာမျိုးသူစနစ်ရှိနေတယ်သူ့ဘက်ကစူးစမ်းမယ်ပေါ်တော့အဲ့ဒါသူစစ်ဆန်ရေးတစ်ခုကတော့သူ့ဘက်ကတော့တေချာတာကတော့ကိုယ့်ဘက်ကတော့ကိုယ့်ဘက်ကတေချာကောင်းတေချာလိမ့်မယ်နော်ကိုယ့်ဘက်ကသူ့လက်လွတ်ဖို့တေချာကောင်းတေချာတာလိမ့်မယ်ဒါပေမဲ့သူ့ဘက်ကလက်လွတ်ဖို့မတေချာအောင်နော်ပြန်လည်ဆက်သွယ်မှုတွေလုပ်ပါလိမ့်မယ်တိတ်မကြခင်ပါလေပရဒလီတွေကိုလေအဲ့တော့ သူ့ဘက်ကဒီ connection တကူလွတ်လွတ်မလာဆိုရင်လက်မလို့ဘူးနော်စက်တယ်ပိုင်းစူးစမ်းမှုရှိတယ်စူးစမ်းပြီးတော့မှစက်တယ်မဲ့အရာလေးတွေပေါ့နော်음အဆင်ပြေအောင်သူ့ဘက်ကလည်းစူးစမ်းအထောက်အမှုလေးတွေနဲ့သူအဲသူကိုရှိပြန်အောင်ရှိလာမှာမျိုးမြင်ရပါတယ်နော် quality လေးတွေအော် quality လေးတွေ review လေးကိုကျင်းတဲ့မလို့ညွှန်လဲမှာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်